သည်မတည်းရဘုရားရှင်ကိုယ်တော်မြတ်လက်ထက်တော်မှာယာတိဥဒုမှန်ကန်ပြီးတော့မူလီဝသညညွတ်တယ်လူတွေမဆိုင် မပြိုရဘဲနဲ့သူ့အလိုလိုတလေးစဘာပင်တွေကပောက်ပေးရလိမ့်မယ်စဘာတစ်စည်းကိုသုံးထွာရှိတယ်လေစဘာစည်းတစ်စည်းကိုဘယ်လောက်ရှိနေလဲတဲ့သုံးထွာရှိတယ်ခွင်းလုတ်ခေကစဘာစည်းတွေနဲ့နှိုင်းကြည့်တာဘယ်လိုမှကိုနှိုင်းလို့မရဘူး စဘာတစ်စီးကိုသုံးတော်ရှိတဲ့စဘာတပင်ကတီးတဲ့စဘာကိုစဘာတပင်ကနော်စဘာတပင်ကတီးတဲ့စဘာကိုလက်အစီပေါင်း8290စီးနဲ့တက်ယူရတယ်။ဆယ်ဧကဆိုရင်တော့တွက်တာကြည့်ပြီးတော့အေးတည်းပေါ်လိုက်တဲ့ဆံရည်စဘာဒါကြောင့်ဆံရည်စဘာပေါ်မြာပါစေတိုင်းပြည်သားကြောင့်မင်းကောင်းတည်စေတို့ဒီကနေ့ခေတ်ကတော့ဆံရည်စဘာကလည်းတီးတဲ့အတိုင်းတိုင်းဒီတော့ အရိမတေယျမြတ်စွာဘုရားရှင်ကိုရောင်မြရဲ့လက်ထက်တော်ဘုရားရဲ့တကောတော်ဘုံတော်ကံတော်ကဒီလောက်ဖဲလားဆိုတော့မကသေးဘူးလေအရိမတေယျဘုရားရှင်ကိုရောင်မြရဲ့တကောတော်ကြောင့်နေရဲ့ညရဲ့ဆိုတာမရှိဘူးတဲ့အမြဲတမ်းလင်းထိန်နေမယ်တဲ့နေညမရှိဘူးတဲ့အမြဲတမ်းကြီးလင်းနေတာတဲ့ကမ္ဘာလောကကြီးဟာအဲ့တော့ဘုန်းကြီးတို့ပြည်သားစဉ်းစားပေါ့အရိမတေယျဘုရားလက်ထက်မှာမီးမလာတာလည်းမပူအောင်ကြောင်းနိုင်လည်းမလို့ မိညမလားမင်းနဲ့လင်းထိုင်ဒါမေးပြန်ရှိရင်မင်းကနေနေညဘယ်လိုခွဲမလဲနေနေညဘယ်လိုခွဲမလို့ဆိုရင်အဲ့ဒီခက်ကလူတွေကပန်းနေကိုကြည့်တယ်ဘာကိုကြည့်အေးနေလေကမှာပွင့်တဲ့ပန်းညဘက်မှာပွင့်တဲ့ပန်းကြားပါတော့ညမွေးပန်းဆိုလို့ရှိရင်ညဘက်မှာမွေးတယ်ညဘက်ပွင့်ညမွေးပန်းကြီးအနံ့ထွက်လာတာနဲ့ဩဒါညရောက်ပြီဒီလိုသူတို့ခက်ကအဲ့ဒီလူတွေပြေးတာညမှာမွေးတဲ့ပန်းတွေနောက်တကူ ကျင်းတဲ့အိတ်တန်းစင်အိတ်တန်းတက်တာကိုကြည်ပြီးတော့ဒါနေပဲဒါညပဲလို့တိရစ္ဆာန်တွေရဲ့အိတ်တန်းတက်တာကိုကြည်ပြီးတော့ခွဲခြားလို့ရတယ်။အဲဒီလိုမြတ်စွာဘုရားကရမတိယဘုရားရှင်ရဲ့တကူတော်တွေကိုရှင်သာရိပုတ္တရာမထေရသူများကိုခေါ်တော့ရှင်သာရိပုတ္တရာကအစတိယဝတ္တဘောအောဝေယအရိမတိယဘုရားရှင်ကိုတော်များလက်ထက်တော်မှာယာတိဥဒုမှန်ကန်ပြီးတော့မူလီဝတ္တညညွတ်တယ် လူတွေမဆိုင် မပြိုးရဘဲနဲ့သူ့အလိုလိုတလေးစဘာပင်တွေကပေါက်ပေးရလိမ့်မယ်စဘာတစ်စိကိုသုံးထွာရှိတယ်လေစဘာစိတစ်စိကိုဘယ်လောက်ရှိနေလဲသုံးထွာသုံးထွာရှိတယ်ခေါင်းကြီးလောက်ခေကစဘာစိတွေနဲ့နှိုင်းကြည့်တာဘယ်လိုမှကိုနှိုင်းလို့မရဘူးစဘာတစ်စိကိုသုံးထွာရှိတယ်စဘာတစ်ပင်ကတီးတဲ့စဘာကိုစဘာတစ်ပင်ကနော် စဘာတပင်ကတည်တဲ့စဘာကိုလက်အစီပေါင်း8282စီးနဲ့တိုက်ယူရတယ်။ဆယ်ဧကဆိုရင်တော့တွတ်တာကြည့်ပြီးတော့ဤတိုင်းပေါ်လိုက်တဲ့ဆံရည်စဘာ။ဒါကြောင့်ဆံရည်စဘာပေါ်မြပါစေတိုင်းပြည်သားကြောင့်မင်းကောင်းတည်စေ။တို့ဒီကနေ့ခေတ်ကတော့ဆံရည်စဘာကလည်းတည်တဲ့အတိုင်းတိုင်းတည်တော့အရိမတေယမြတ်စွာဘုရားရှင်ကိုရောင်မြရဲ့လက်ထက်တော် ဘုရားရဲ့တကောတော်ဘုံတော်ကံတော်ကဒီလောက်ဖဲလားဆိုတော့မကသေးဘူးလေအရိမတရားဘုရားရှင်ကိုယ်တော်မြတ်ရဲ့တကောတော်ကြောင့်နေရဲ့ညရဲ့ဆိုတာမရှိဘူးလေအမြဲတမ်းလင်းထိန်နေမယ်တဲ့နေညမရှိဘူးလေအမြဲတမ်းကြီးလင်းနေတာတဲ့ကမ္ဘာလောကကြီးဟာအဲ့တော့ဘုန်းကြီးတို့ပြည်သားစဉ်းစားဖို့အရိမတရားဘုရားလက်ထက်မှာမီးမလာတာလဲမပူအောင်ကြောင်းနေလို့နေညမရအောင်အမြဲတမ်းလင်းထိန်နေတယ် အမေးတရားရှိရရှင်မြတ်နေနေညဘယ်လိုခွဲမလဲနေနေညဘယ်လိုလုပ်ခွဲမလို့ဆိုရင်အဲ့ဒီခက်ကလူတွေကပန်းတွေကိုကြည့်တယ်လေဘာကိုကြည့်အေးနေလေကမှပွက်နေပန်းညဘက်မှာပွက်နေပန်းသူကပါတော့ညမွေးပန်းဆိုလို့ရှိရင်ညဘက်မှာမွေးတယ်ညဘက်ပွက်ညမွေးပန်းကြီးအနံ့ထွက်လာတာနဲ့ဩဒါညရောက်ပြီဒီလိုသူတို့ခက်ကအဲ့ဒီလိုလေပြေးတာညမှာမွေးတဲ့ပန်းတွေနောက်တခုကျင်းငဲ့တည်းအိတ်တန်းစင်အိတ်တန်းတက်တာကိုကြည့်ပြီးတော့ ဒါနေပဲဒါညပဲလို့တလိษံတည်းရဲ့အိတ်တတတဝကြည်ပြီးတော့ခွဲခြားလို့ရတယ်။အဲဒီလိုမြတ်စွာဘုရားကရမတိယဘုရားရှိရဲ့တကူတော်တွေကိုရှင်သာရိပုတ္တရာမထေရသူများကိုခေါ်တော့ရှင်သာရိပုတ္တရာကအစတိယဝတ္တဘောအောဝေယ